မင်္ဂလာပါတာရုတ်သမီးတို့ရေအခုဒီချေသင်ကြားပေးမယ့်သင်ခန်းစာလေးကတော့သင်ခန်းစာ36သဘာဝဝင်ကျင်ခိမ့်စီခြင်းဆိုရဲခေါင်းစဉ်လေးပဲဖြစ်ပါရဲ့ကိုဒီသင်ခန်းစာလေးကိုသင်ကြားပေးခြင်းနဲ့အဓိကရည်ရွယ်ချက်ကတော့သဘာဝအရင်းအမြစ်တွေကိုကာကွယ်စောင့်ရှောက်တတ်ဖို့အတွက်ပဲဖြစ်ပါရဲ့ကို။ကဲ ဒီချေရိုးနေ့စဉ်အသုံးပြုနေတဲ့တဘာဝအရင်းမြစ်ဆိုတာဘာတွေလဲเนาะနေ့စဉ်အသုံးပြုနေတဲ့တဘာဝအရင်းမြစ်တွေရော ကုံဆုံးသွားနိုင်လားလိုအပ်တဲ့ပမာဏကရောအမြဲရရှိနိုင်တယ်လို့ထင်သလားဆက်ပြီးကြည့်ကြမယ်ကဲအောက်ကရုပ်ပုံလေးတွေကိုဆက်ပြီးကြည့်ကြရအောင်ကဲတဘာဝအရင်းမြစ်တွေကိုမစင်မကျင်သုံးဆမယ်ဆိုလို့ရှိရင်ဘလို့ဖြစ်လာနိုင်လဲတပိတွေကနေရတဲ့ထင်းတွေကိုမစင်မကျင်မဲနဲ့အရန်သုံးဆမယ်ဆိုလို့ရှိရင် စ်တော်တွေပြုံးသီးမှုတွေဖြစ်မယ်မိုးခေါင်ရေရှားမယ်မြေတွေအပ်ကွဲလာမယ်ပြီးတဲ့အခါမှာလျှက်စင်မီးတွေကိုအလွန်အကျွံသုံးဆွဲရဲ့အခါမှာလည်းဒီချယ်ရိုးနောက်ပိုင်းရေတွေခန်းချောင်းမယ်စိုက်ပျိုးကင်းတွေအကုန်လုံးရေတွေခန်းချောက်တဲ့အတွက်ကြောင့်မို့လို့စိုက်ခင်းတွေပျက်စီးမယ်စတဲ့ဆိုးကျိုးတွေလည်းဖြစ်လာနိုင်တယ်ကွကဲအဲ့တော့ဒီချယ်ကအခုနောင်ရေးအေးဖို့သတိပြုဆိုဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးပါမယ်။ နွေရာသီရဲ့အပူဒဏ်ကိုလူအများက မခံစားလိုကြဘူး။လေပြေအေးကိုအမြဲတမ်းတောင့်တမျှော်လေးလေးရှိတယ်။ထို့အချိန်မှာဘာကြောင့်ပုံပုံပူပြင်းနေရလဲလို့စဉ်းစားဖြေရှာဖို့ကိုလည်းမေ့လျော့နေကြကြတယ်။ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းဟာလူတွေနဲ့သက်ဆိုင်နေရလို့ပြောရင်တားလို့သမီးတို့လက်ခံမလား။ကဲပြပြပေးမယ်နော်။ထင်ရှားတဲ့တာရကတော့လူတွေရဲ့နေထိုင်မှုပုံစံဖြစ်တယ်။ လူတွေဟာတခါသုံးပစ္စည်းတွေကို လိုအပ်တည်တဲ့ပို့ပို့သုံးပြလာတယ်။သုံးဆွဲပြီးအမိုက်တွေကိုစီကံမဲ့မစင်မကျင်စွန့်ပစ်ကြတယ်။ဒါကြောင့်နေရအနှံ့ပြားမှာစွန့်ပစ်ပစ္စည်းတွေအများကြီးပြန့်နှံ့လျက်ရှိတယ်။မြေကြီးထဲမှာရောက်ရှိနေတဲ့အလွယ်တကူမဆွေးပြစ်နိုင်တဲ့အမိုက်တွေကြောင့်တပ်ပင်တွေရဲ့ရှင်သန်ကြီးထွားမှုကိုအဟန့်သားဖြစ်စေတယ်။မြေစည်းလွာကိုပြုပြင်ထိန်းသိမ်းပေးတဲ့ပုံးပွားတွေကိုတေကျပျက်စီးစေတယ်။ အဲ့ရနေတဲ့ဆင့်တပင့်တတော်တွေရှားပါမှုမျိုးစည်းလွားပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်တယ်။မျိုးစည်းလွားတွေပျက်စီးဆုံးရှုံးပြီးတပင့်တတော်တွေမရှိဘူးဆိုရင်တော့လူတို့ဤနောင်ရေးကိုစိတ်အေးရမည်မဟုတ်ဟုစဉ်းစားဆင်ခြင်သင့်ပါတယ်။ လူတွေဟာအမိုက်တွေကိုရေထဲသို့စွန့်ပစ်ကြတဲ့အတွက် ရေဒူးညဉ့်ဉန်းမှုတွေဖြစ်ပေါ်လာတယ်။ရေနေတဲ့တော်ဝါတွေဟာရေထဲကအမိုက်တွေကိုအစာဆိုပြီးတော့စားသုံးပြီးတဲ့အတွက်ကြောင့်အသက်တွေဆုံးရှုံးကြရတယ်။လူတို့ဟာကိုယ့်ရဲ့နေစဉ်ဘဝမှာလိုအပ်တဲ့ပစ္စည်းတွေကိုစက်ယုံတွေကနေအမြောက်အများထုတ်လုပ်သုံးဆွဲတယ်။တချို့တော့စက်ယုံတွေကနေထွက်တဲ့မီးဘိုးငွေတွေစွန့်ပြအမိုက်တွေဟာသဘာဝပြတ်ပတ်ဝန်းကျင်ကို များစွာထိခိုက်ပျက်စီးစေတယ်။ ထိုသင်္ကေတများကိုသိစားစွာစမ်းသပ်ကြည့်မယ်ဆိုရင်တော့ဒီရှယ်ရိုးခုနေထိုင်နေတဲ့ကဘာကြီးဟာသဘာဝအရင်းမြစ်တွေကိုတတိပြုကာကွယ်စောင့်ရှောက်ဖို့အတွက်ကတော့သားတို့သမီးတို့ဒီချယ်တို့အားလုံးမှာတာဝန်ရှိတယ်ကွ။ကဲဟုတ်ပါပြီ။အခုဒီရုပ်ပုံလေးတွေကို ကြည့်ရှုပြီးတော့သဘာဝအရင်းမြစ်တွေကိုထိမ့်သိမ်းစောင့်ရှောက်ဖို့အတွက်သားတို့သမီးတို့ဘလို့အကြံပြုလို့လဲ။လျှက်စစ်မီကိုဒီချယ်တို့ဟာခြွေသားသုံးဆွဲမယ်ဆိုလို့ရှိရင် ဘလို့ဖြစ်မလဲလျှက်စစ်မီးရတဘာဝအရင်းမြစ်ကထုတ်ယူရရှိတဲ့အတွက်ကြောင့်မို့လို့ဒီချေတို့ကခြွေတာသုံးဆွဲတင်နေအဲ့လိုပဲရေရေကိုလည်းလိုအပ်လောက်ပဲသုံးဆွဲပြီးတော့မလိုအပ်တဲ့နေရာမှာမသုံးမဲနဲ့ဒီချေတို့ခြွေတာပြီးတော့သုံးဆွဲတင်နေကွကဲဟုတ်ပါပြီအဲ့တော့ဒီချေတို့ဒီဖြစ်ရက်ကလေးတွေကိုကြည့်ကြည့်အောင်နော် ရက်တက်မှာဆိုရင်တော့တန်ရှင်းတဲ့ရေအရင်မြင့်ညော့နေလာခြင်းကိုတဲ့တင်သတိပြုမိသလားတဲ့အဲ့လိုဆက်လက်မဖြစ်ပေါ်ဖို့အတွက်ကိုဘယ်လိုလှုံ့ဆော်တယ်လဲတန်ရှင်းတဲ့ရေအရင်မြင့်ဒီချက်တို့ညော့နေခြင်းကိုဘယ်လိုလုပ်ရမလဲဆိုရင် ရေတဲကိုအမိုက်တွေမစွန့်ပြေရဘူးတန်ရှင်းတဲ့ရေဖြစ်ဖို့အတွက်ကအဓိကကတော့ဒီချက်တို့ကအမိုက်တွေကိုစနစ်တကျစွန့်ပြေရင်ရပြီကွယ် ခေတ်ရနှစ်မှာဆိုရင်လည်းအဲ့လိုပဲအမိုက်တွေကိုစီးကမ်းမဲ့စွန့်ပစ်တာဟာဆိုးကျိုးများပဲဖြစ်တယ်။အဲ့ဒီတော့ပလတ်စတစ်နဲ့အလွယ်တကူမဆွေးမြေ့နိုင်တဲ့အမိုက်တွေကိုဒီချေရောကတစ်သေးချာချာစနစ်တကျထုတ်ပိုးပြီးမှစွန့်ပစ်တဲ့နေကွ။ကဲနောက်ဆုံးဖြစ်ရက်ကလေးမှာတော့တစ်ပင်တစ်တော်တွေကိုဒီချေရောကလိုအပ်တီထက်ပုံမခုတ်လဲပြီးတော့အသုံးပြုခြင်းဟာတစ်တော်တွေပြုံးတီးခြင်းဆိုရဲဆိုးကျိုးကိုဖြစ်ပေါ်စေတယ်။ တစ်တော်တွေပြုံးသီးရဲ့ခါမှာယာတီဥလူတွေဖောက်ပြန်ပျက်စီးတယ်။မုံတိုင်းတွေဖြစ်ပေါ်ရတဲ့အတွက်လူတွေအတွက်ဆိုးကျိုးများပုံပုံဖြစ်ပွားစေတယ်ကွ။ကဲအခုဆိုရင်တော့တားရုပ်သမီးတို့ဟာကိုယ့်ရဲ့သဘာဝအရင်းမြစ်တွေကိုဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာသိသွားမယ်လို့ဒီချေယုံကြည်ပါရဲ့ကွ။အခုသင်ခန်းစာလေးကိုဒီမှရင်ရပ်ပါမယ်။နောက်စာသင်ချိန်မှာ ပြန်တွေ့ကြရအောင်နော်။